ဇနီးတွေကအကြိမ်ကြိမ်ဖောက်ပြန်နေတာတောင်မှမပြတ်နိုင်ဘူးဖြစ်နေတဲ့အမရဲ့ဘလို့လောက်ရမလဲဆိုပြီးတော့မောင်လေးတယောက်ကအကြံဉာဏ်တောင်းထားပါတယ်ရှင်မောင်လေးအတွက်အင်မတန်ခက်ခဲတဲ့အခြေအနေဖြစ်နေမယ်ဆိုတာကို အမကကိုချင်းစာပေးနိုင်ပါတယ်နော်ဒီအဖြစ်ပြက်ကြီးမှာမောင်လေးဘာကြောင့်သူ့ကိုတီးခတ်နေရတာလဲခွင့်လွတ်နေရတာလဲဆိုတာကိုခုခုကိုတည်တည်ချာချာရှင်းလင်းသွားအောင်မေးကြည့်ပါမောင်လေးနော် ကလေးတွေကြောင့်သူ့ကိုမပြတ်နိုင်တာလားကိုသူ့ကိုချက်နေသေးလို့မပြတ်နိုင်တာလားစိတ်ပိုင်းဆိုင်ရာမိခိုနေရလို့လားကိုတယောက်တည်းဖြစ်မှာကြောက်လို့လားစသဖြင့်ကိုဘာကြောင့်ဒီဆက်ဆံရေးကိုစိုးရိမ်နေတာလဲခွန့်လွတ်နေတာလဲအဲ့ဒီအကြောင်းအရာကိုသိအောင်မောင်လေးကိုကိုမေးခွန်းနေမေးပါနော်နံပါတ်1အနေနဲ့မောင်လေးရဲ့စိတ်ခံစားချက်တွေကိုတည်တည်ချာချာတည်ငြိမ်အောင်စူးစမ်းပြီးမှမောင်လေးရဲ့ဇနီးတွေနဲ့ပုံမွေလင်းလင်းဆွေးနွေးပါမောင်လေးနော် သူဘာကြောင့်ဒီလိုလုပ်နေရတာလဲမောင်လေးဖက်ကဘလောက်တောင်နာကျင်မှုတွေဖြစ်နေပြီဆိုတာကိုမောင်လေးရှင်းပြပေးပါနော်မောင်လေးရဲ့စိတ်ခံစားချက်တွေဘလောက်တောင်ပောက်ကွဲနေပြီဆိုတာကိုသူနားလည်အောင်မောင်လေးပြောပြပေးပါ သို့တော့မောင်လေးဖက်ကဒေါသနဲ့ကြိမ်မောင်းစုပူတာကိုတော့ရှောင်ပါနော် သူ့ရဲ့ရှင်းပြချက်တွေကို နားလည်အောင်အတွက်ပဲစိတ်ရှည်စွာနဲ့စူးစမ်းပြီးနားထောင်ခဲ့ပါမောင်လေးနော် သူဒီအိမ်ထောင်ရေးကိုရှစ်ဆက်ချင်သေးလား ဘလို့လှုပ်ချင်တာလဲသူ့မှာပြောင်းလဲခြင်းစိတ်ရှိရဲ့လားဘာတွေမကြေမနက်ဖြစ်နေလို့ဘာတွေလိုအပ်နေလို့သူဒီလိုလုံနေရတာလဲဆိုတာကိုသူနဲ့ပွန့်ပွန့်လင်းလင်းဆွေးနွေးပါမောင်လေးနော်ဇနီးတယ်နဲ့ဆွေးနွေးပြီးရင်တော့ဆုံးဖြတ်ချက်ချရပါတော့မယ်နော်သူမကပြုတ်ပြင်ချင်သေးတယ်ဆိုရင်တော့သူမရဲ့အခက်အခဲတွေကိုမောင်လေးဘက်ကလည်းဝိုင်းဝန်းကူညီဖြေရှင်းပေးဖို့လိုတယ်ပေါ့နော်သူ့ဘက်ကပြုတ်ပြင်ချင်နေတာဖြစ်တဲ့အတွက် သူ့ပြုပြင်ရလွယ်အောင်ဘာအခက်အခဲတွေမောင်လေးဖက်ကကူညီပေးရမလဲပေါ့နော်။ဒါမျိုးတွေအင်တိုက်အားတိုက်ဝိုင်းဝန်းအဖြေရှာပြီးတော့ကူညီဖြည့်ရှင်းပေးနိုင်ပါတယ်နော်။သူမမှာစိတ်ဒဏ်ရာတွေရနေတာလည်းဖြစ်နေနိုင်တယ်နော်။သူမမှာလည်းအခက်အခဲတွေရှိနေနိုင်တယ်ကွ။အဲ့ဒီအတွက်လိုအပ်ရင်စိတ်ပညာရှင်တွေနဲ့ပါခေါ်ယူဆွေးနွေးပေးဖို့လိုအပ်ပါတယ်နော်။အရေးကြီးဆုံးအချက်ကတော့မောင်လေးရဲ့ကိုယ်စိတ်နှစ်ပါးကျန်းမာရေးကသာအရေးအကြီးဆုံးပါကွ။ မောင်လေးပျော်ရွှင်ဖို့ကိုပဲဦးစားပေးပါနော်။သူ့ကြပားကိုထိခိုက်နစ်နာမှုမရှိစေဘဲနဲ့ငါမောင်လေးကိုစိတ်နှစ်ပါးစမ်းမချမ်းသာနေဖို့ကိုသာအရင်ဆုံးဦးစားပေးပါနော်။မောင်လေးဒီအခြေအနေကြီးကိုတယောက်တည်းမရင်ဆိုင်ဘဲနဲ့မိဘဆွေမျိုးဆရာသမားတွေစသဖြင့်ပညာရှင်တွေရဲ့အကြံအဉာဏ်တွေကိုယူပြီးတော့မောင်လေးရင်ဆိုင်ဖြည့်ရှင်းပါ။ဒီအကြက်အသေးကနေလွတ်မြောက်အောင်မောင်လေးရုန်းထွက်ပါလို့အမကတိုက်တွန်းလိုက်ပါတယ်နော်။ ။မောင်လေးအဆင်ပြေပါစေရှင်။ချစ်ရတဲ့သူတွေရဲ့ဝေဖန်အကြံပြုမှုတွေကိုလည်း comment box ထဲမှာမျှဝေလာပေးဖို့တောင်းဆိုပါတယ်ရှင်။ကျမကတော့အိမ်တော်ရဲ့အချစ်ရေးတွေမှာပုံမူတရားအောင်ပုံမူပြောရွှင်အောင်ကူညီဖို့အမြဲတမ်းအဆင်သင့်ဖြစ်နေတဲ့ coach phong ဖြစ်ပါတယ်။ကျေးဇူးတင်ပါတယ်ရှင်။